မင်္ဂလာပါရှင်ဆီယမကြီးခင်းနင်းယူရေးသားထားတဲ့နင်းစီမွေရဆိုတဲ့ဝတ္ထုတူလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်နင်းစီမွေရညီညီဟာ လူ့ဘဝကို အမောင်နဲ့စခဲ့တာပဲဆီယမညီညီအီဖာခင်းသည်ဆီယမပထမဆုံးရောက်တည်နေက ညီညီအကြောင်းကိုဤစကားနှင့်စာခဲ့လေသည်သူကစတွေ့တဲ့အခါညီညီဟာဘလို့လူကလေးလဲဆိုတာဆီယာမသိပါလိမ့်မယ်ကျွန်တော်သားကလေးအပေါ်မှာဆီယာမနားလည်နိုင်ပါစေတီးခတ်နိုင်ပါစေလို့ဆုတောင်းပါတယ်ဆီယာမကျွန်တော်ခြံဝင်းမှာတော့ဆီယာမပျော်ပါလိမ့်မယ်ခြံနောက်ဖက်မှာလည်းစံညောင်းတစ်ခုစီးနေပါတယ်ကျွန်တော်ခြံဝင်းကိုလည်းလာကြည့်ပါဦးတိတ်မဆိုးပါဘူးဟိုဒီပဒင်းကကြည့်ပါကဲညီညီကိုသွားခေါ်အောင်မေး ညီညီပေပေသည်အခန်းထဲမှထွက်သွားသည်။ဆရာမသည် သူညွန်ပြခဲ့သောပတင်းမှခြံဝင်းကိုလှမ်း၍ကြည့်၏။မိုးဦးဖြစ်၍မြက်ခင်းများလည်းစိန်လန်းစပြူလာကြသည်။အိမ်နောက်ဘက်တွင်တိုးညူညူလေးသည်စံချောင်းဤတစ်ဖက်တွင်တည်ရှိ၏။အိမ်ရှိတွင်မျောမဆုံသောလေကွင်းကြီးမှမိုးကုတ်ဇဝိုင်းသို့ထီလူနီဖြစ်နေတော်သည်။ဆရာမသည် ကြည်ရင်ညီညီအကြောင်းကိုတွေးမိ၏။တော်ဤတဘာဝကိုနှစ်သက်သည့်အတွက် ညီညီအားစပြရန်အလုပ်ကိုလက်ခံမိသည် သို့သောညီညီသည်ဘလူကလေးဆိုသည်ကိုဆရာမသည်မသိလေကွင်းကိုဖြတ်၍လာသောမူဦးလေးသည်ရင်နံတစ်ခုကိုဆောင်ယူခဲ့၏ဆရာမသည်လေကိုရှူရှိုက်ရင်းသူ့ရင်ထဲတွင်တန်တရားများကင်ရှင်းသွားသလိုလန်းဆက်လာ၏လေသည်အေး၍လက်ဆက်၏မှု၏လေထဲတွင်သကဝါပန်းရင်နံများပါလာပေသည် ခြံရှိဘက်တောင်းရှိမြခင်ပင်ပေါ်တွင်ရွှေဝင့်လေးများကျွေးနေကြသည် အပင်ထက်တွင်စကားပွင့်များသည်ရွှေဝတ်လွာများကိုခြုံ၍နေကြ၏လေတိုက်လိုက်တိုင်းပူဝါကောင်းလေးများပြန်၍လာကြသလိုပွင့်ပေါ်ဝါများသည်မြခင်ပေါ်သို့ခုန်ဆင်းကြ၏ပင်ကြီးတွင်မြခင်ကစိန်၍ပန်းပွင့်ကားဝါနေသည် အစိမ်းတွင်အဝါဖောက်ထားသောမြေကိုယ်စောကို နှစ်သက်မိ၏တကယ်ဆိုတော့ဤအင်ဝင်းသည် ตายาหลาบาดอชูกินตะคูဖြစ်ဤเสี่ยม้าဤဟောราจนောตาญีญีเสี่ยม้าติအခန်းတွင်တို့လှဲ့လိုက်ဤเสี่ยม้าစီတို့ဖီဖီကญีญีကိုဆွဲခေါ်လာဤญีญีသည်ဘာကိုကြည်နေပါလဲဘာကိုမျှကြည်ပုံမပေါ်သူမျက်လုံးများသည်ဘာအတိတ်ပဲကိုမျှမပေါ်ပြီเสี่ยม้าติญีญีလက်ကိုလှမ်း၍စုပ်သောအခါญีญีသည်ငြိမ်၍နေဤဒါဟာตายရဲ့เสี่ยม้าပဲ တာဟာနာဝမပြင်းတော့ဘူး။ညီညီသည်ဖြည်းဖြည်းပြုံ၏။ဆီယာမရင်ထဲတွင် တင်းကြပ်ကြပ်နှင့်မောသလိုဖြစ်နေ၏။ဆီယာမခြံဝင်းကိုသဘောကျပြီမဟုတ်လား။အမှန်တော့ညီညီဟာဒီလာတွေကိုဘာမှမမြင်ပါဘူး။ဆီယာမသည်သူတပည့်ဖြည်းရမည့်ညီညီအကြောင်းကိုသိ၍လာသည်။ညီညီသည်ဆီယာမဘက်တိုးလာရင်းဆီယာမလက်ကိုသူ့ပါနေပို့၏။ကျွန်တော်ဆီယာမလက်ဟာတိတ်နူတာပဲနော်ဆီယာမသည်ဝမ်းသာသွား၏ ညီညီသည်အတွေ့တွင် အတော်ကျွမ်းကျင်၏ကျွန်တော်မျက်စိမမြင်ဘူးဆရာမရဲ့ဘယ်တော့မှစမမြင်တာလည်းမသိဘူးကျွန်တော်တို့အခန်းကိုသွားရအောင်ဆရာမသည်ညီညီကယခုလိုသူ့ဘဝကို ဖွင့်ထုတ်ပြောလိုက်သောအခါပူ၍ဆွေးသွား၏ကဲဆရာမလည်းအပန်းဖြေရအောင်ညီညီခံနေသွားမယ်ညီညီနဲ့တခန်းနဲ့ပဲဆရာမကိုပြင်ထားတယ်ညီညီအဖေကပြော၏ဆရာမသည်ဘာကိုမှပြန်မပြောနိုင် ညီညီအခန်းထဲရောက်သည့်အထိရင်ထဲမှစိုနေသည်ညီညီဖိဖိထွက်သွားခြင်းတွင် အခန်းလေးမှတိတ်၍ကြံ့ရသည်ညီညီသည် ကလထိုင်ပေါ်တွင်ထိုင်ရင်းမျက်နာကပြုံးနေသည်ဆီယာမက ကျွန်တော်နဲ့နေပြောမလားပြောမပေါ့ညီညီပြောဖို့အတွက်ဆီယာမလာခဲ့တာပဲညီညီနဲ့နေရင်ပြောမယ်သူသည်ခဏငြင်းမဟုတ်ပါဘူးကိုကိုနဲ့ညီလေးညီမလေးတွေကတော့ညီညီနဲ့နေရတာမပြောဘူးတဲ့ သူတို့အားလုံးစံညောင်းဘက်ကိုကစားရအောင်သွားတယ်။ညီညီနဲ့ဘသူမှမကစားကြဘူး။ညီညီကလည်းဘာဘူးကစားရမှမသိပါဘူး။ညီညီမေမေကမေမေနေမကောင်းလို့အိတ်နေတယ်။ညနေကျရင်ဆရာမနဲ့တွေ့ရမှာပေါ့။ဆရာမသည်ညီညီဘေးတွင် ထိုင်ရင်စိတ်မောမိ၏။ညီညီမျက်နှာသည်ချစ်စရာကောင်းပေမဲ့မျက်လုံးများသည်အယောင်ကင်းမဲ့နေ၍မျက်နှာသည်တကူမရှိပေ။မြမမြင်စာကိုလေဆရာမကမတက် ဤကလေးကိုဘလို့လှုပ်၍စာတင်ရပါဘလို့ပင်ဖြစ်စီတယောက်ထဲ၆တွေ့နေရှာသောကလေးငယ်ဤအဖော်ဖြစ်ရသည်ကို သူဝမ်းမြောက်၏ညီညီသည် သူကြောင့်ပျော်ရွှင်လာပေပြီညင်ဦးတွင်ညီညီမေမေနှင့်တွေ့ပြီးဆရာမသည်အိယာကိုအစောကြီးဝင်၏သူသည် မအိယာညီညီကရင်ကိုထလာသည်ညီညီသည် မအိသေးပေပဇမ္မတချင်းညီနေ၏သူတချင်းတန်လေးမှာအေးလာသည် ောင်လေးရေးထားပါတော့ရောင်နီလာလာပေါ်ညီညီတချင်းဆိုတာတိတ်ကောင်းတာပဲဆရာမသည် သူ့ဘေးတွင်ဝင်ထိုင်၍လက်ကလေးများကိုစုပ်ပေးသည်ညီညီသည် ပြုံးနေ၏တချင်းတွေကအများကြီးရပါတယ်ဒါပေမဲ့ဘာဝမှန်းလဲမသိဘူးဘာကိုလဲညီညီအကုန်လုံးကိုပြောတာပေါ့ရောင်နီလာလာပေါ်ဆိုတာဘာလဲဆရာမကိုကိုကပြောတော့ မိုးလင်းကန်နေရင်ကောင်းငင်ကနီးလာတယ်တဲ့ကောင်းငင်ဆိုတာဘာလဲနီးတယ်ဆိုတာဘာလဲဖះဖះဆရာမသည်ရင်ထဲမှဖះတာမိ၏ထို့ကြောင့်ညီညီဖေဖေကသူ့သားသည် အမောင်နှင့်ဘဝကို စာခဲ့သည်ဟု ဆိုခြင်းပေပဲညီညီအခုအသက်ဘယ်လောက်လဲဆယ်နှစ်နေလို့ဖေဖေကပြောတယ်ညီညီဖြစ်ပါကူမှမမြင်ဘူးမိုးလင်းနေဆိုတာရောဘာလဲဆရာမပြီးတော့နေဆိုတာကရော ဒုက္ခပါပဲ။ဆီယာမသည်ညီညီမိကိုများကိုဘလို့မှဆ ảy ၍မဖြေတတ်ပေ။ဒီညညီညီအိတ်လိုက်အောင်မယ်နော်။မနေ့ပြန်မှဆီယာမအားလုံးပြုတ်ပြမယ်။တကယ်လားယင်။အိုးညီညီရောတိတ်ပျော်တာပဲ။သူတို့ကညီညီနဲ့စကားမပြောချင်ဘူးတဲ့။မနေ့ကျရင်သူတို့သွားတဲ့စံညောင်းဆိုတာကိုပဲဆီယာမနဲ့ညီညီနဲ့သွားမယ်။ဆန်းညောင်းဆိုတော့ဘာလဲဆီယာမအေးလေမနေ့ကြတော့မှပဲပြောပါဆီယာမအိတ်တော့နော် ညီညီသည် စိတ်ပျော်လွန်၍စကားကိုတွတ်တွတ်ကြည့်ပြောနေသည်သူကလေးအတွေ့ဆရာမစိတ်မောမိ၏ညီညီသည် လူကောင်းကလေးပဲပဲညီငိမ့်တက်တက်ပင် အိပ်ပျော်သွား၏မနေ့ကော်ဖီတောက်ချိန်တွင်မူညီညီသည်စပွဲဝိုင်းတွင် စကားအများဆုံးစပြောလာ၏သူမျက်နာသည်ရွှင်၍ပမို့လေးများပင်တွေးရောင်လွမ်းလာသလိုထင်ရသည်ဖီဖီနှင့်မေမေသည် သူတို့သားကလေးယခုလိုရွှင်လာသည်ကိုအတော်ဝမ်းသာမိ၏ မောင်နှမတွေအားလုံးလည်းညီညီကိုအံ့ဩနေသည်ညီညီဟာအရင်တုန်းကဆိုအင်မတန်တိတ်ဆိတ်တာပဲဆရာမရဲ့ကျမကလည်းကလေးများပြီးမှမှတော့သူ့ဘောမှာတိတ်ပြီးအေးမပေးနိုင်ဘူးသူ့အဖေကလည်းမျိုးနဲ့တော်ကိုကူးနေရတာနဲ့မအောင်ညီညီတိတ်တိတ်ဆိတ်ဆိတ်နေတာဟာကျမတို့မှာအပြစ်မကင်းပါဘူးညီညီအမေသည်သူ့အပြစ်များကို ဖွင့်ဟဝင်ခံ၏အားလုံးကလေးများ အခန်းထဲမှထွက်သွားသည်ကိုညီညီကကြား၏သူတို့သွားကြပြီဆရာမ ညီညီတို့လည်းအပြင်ထွက်ရအောင်နော်။ဆီယာမသည်ညီညီခေါ်ရသို့လိုက်လာသည်။သူရင်ထဲတွင်ညီညီအတွက်အစီစဉ်ကို တီထွင်နေ၏။သူမိဘများက စာတင်ဖို့ခေါ်လာတော့လေယခုအိမ်ကြီးကို ရောက်ချင်းတွင်စာပေအကြောင်းကိုဘာကိုမှမပြောသေးပေ။မျက်မမြင်စာတင်နီးကိုမတက်ကြ။ညီညီဖေဖေကိုဖွင့်ရပြောပေမဲ့လည်းဘာမှမပြောကြ။ညီညီပြောအောင်သာလှုပ်ပေးဖို့ပြောကြ၏။သူသည်နာနီလို့ရမလား။ ဘာကိုမျှမမြင်ဘူးဘာကိုမျှမသိတော့ကလေးစိတ်ကိုဘလူပျော်ရွှင်အောင်လုပ်ရပါ စိတ်ဤပျော်ရွှင်မှုဆိုဒီမှာဘယ်အပေါ်မှာတည်ပါလိမ့်မြင်ချင်းအပေါ်တွင်တည်၍ရီမိဤငိုင်းမိဤငိုမိဤကြာချင်းကလည်းစိတ်နှလုံးကို ပြောင်းသေးသည်မဟုတ်ပါလောအတွေ့အထိများကရောဆရာမကောင်းတဲ့တွင် အလင်းရောင်သည် ပြက်ခနေဝင်လာသည်ညီညီကိုတွေ့၍မြခင်ပေါ်လျှောက်လာခြင်းတွင်ဆရာမသည်ညီညီအတွက် နီးသည့်တစ်ခုကိုတီထွင်လိုက်၏ညီညီစကားပြောတတ်ခြင်းကပင်ဘဝမဆုံးသေးကြောင်းကို ဖော်ပြနေ၏ညီညီနဲ့ဆီယာမစကားဝါပင်ညောက်ကိုတွားရအောင်နော် အခုနေလမ်းလျှောက်တော့ဆီယာမတို့ဖနှက်ချွတ်ထားရအောင်ညီညီသည်ဖနှက်ကိုချွ၍မျက်ပေါ်နှင်းလာသည်မိုးဦးကြားစားပြူပေမယ်မျက်ခင်းတွင်ရွှွန်များတိတ်မရှိပေလေများသည်အေး၍ပဝင်းခြင်းသည်စိန်လန်းဆိုပြေလာသည် စကဝါပွင့်တို့သည်လည်းမူဦးကိုကြို၍ပွင့်နေကြပေပြီတောအိုဘက်စီမှလည်းမှိုင်း၍နေသည်ရှေကွင်းပြင်ဘက်မှမူနေကြီးသည်နှွေးယုံဖြာကြနေသည်တောပန်းရနက်လေးများမှလည်းလေထဲမှတစ်ချက်တစ်ချက်ယော်၍ပါလာ၏ဩဃာသလောကသည်တာယာဆိုပြေလှပါတကားခြံစီအိုးတွင်လည်းတောနင်းစီအရိုက်များမှစနက်ရာသည်ပွင့်နေကြသည်တိရွယ်များပေါ်တွင်ညာကရွာထသောမိုးဆက်များသည် နည်းနည်းနေချီနဲ့တွေ့ကြပြန်လေသည်လေဝေးလိုက်တိုင်းပလဲပွင့်များလိုကြွေ၍ကြာလာပြန်၏လှားလိုက်တာကွယ်ဆီယာမသည်ယင်းထဲမှနှစ်သိမ့်မှုကိုဖွင့်လိုက်မိ၏ဘာကိုလဲရင်ဆီယာမဘာလာတာလဲဆီယာမသည်ယင်းထဲတွင်စိုးသွား၏ညီညီလက်များကိုညီ၍စုပ်ကန်ရင်းဘာပြောရမည်ကိုမတွေ့တတ်ပေသူတို့သည်စကားဝါပင်အောက်ကိုရောက်၍လာကြသည်ကဲခဏထိုင်ရအောင်နော် ညီညီဖနှက်ချွေလျှောက်တော့ညီညီခြေတော်ဘက်နဲ့လဲညီညီသည်မြေကိုဆန့်ဤမြက်ပင်ကလေးများကိုလက်နှင့်ထိကြည့်ဤကျွန်တော်ခြေတော်အောင်မှာသူတို့ရှိတာပေါ့နော်ဟုတ်တယ်ကင်ကြီးစံအဲ့ဒါလေးတွေကမြက်ပင်လို့ခေါ်တယ်သူတို့ကြောင့်ညီညီခြေတော်မနာတာပေါ့ညီညီသည်ခြေတော်နှစ်ရောလက်နှစ်ရောမြက်ကိုဆန့်ဤအရင်တုန်းကချန်နယ်စင်ချိန်တွင် ဖနှက်ကိုအမြဲစီထားရ၍ ူသည်မြက်ပင်ဤနူးညံ့မှုအတွေ့အထိကိုမသိပေ။မြက်ရွက်ဤအရှိကိုစွဲ၍ကြည်ပြန်၏။သူစိတ်ထဲတွင်မူမြက်ခင်းကိုဘာရောက်များစူးကြည့်မိမသိပေ။သို့သောမြက်ပင်ဤအနေထားကိုမူလက်နှင့်ဆမ်း၍စိတ်ကူးတွင် ပုံတံတန်ကိုမှတ်မိနေလေပြီ။အဲ့ဒီမြက်ပင်လေးတွေဟာဘလောက်ရှိလဲ။ဟောတာကရောဗာလဲ။ညီညီသည်မြက်ခင်းပေါ်တွင်ကြွေကြနေသောသကဝါပန်းတဝင်းကိုဆံမိ၍မေးခြင်းဖြစ်၏။ အဲ့ဒါကိုသကဝါပန်းလို့ခေါ်တယ်။နန်းကြည်စန်းညီ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 သည်ပန်းပွင့်လေးကိုနမ်းရင်းမျက်နှာရွှင်လာသည်။သူနှကောင်းသည်ယနန်းကို အာယုံခံစားတတ်လိမ့်ပြီ။သူသည် ပွင့်ပတ်ကို အထက်ထက်ဆန်းကြည့်၏။ဒီအပွင့်လေးကမြက်ထည်နှူတယ်။မှုေးလဲမှုေးတယ်နော်။ဟုတ်တယ်။ဒါကြောင့်လေထဲမှာမှုေးနေတာပေါ့။အဲ့ဒီပန်းယနန်းမှုေးပြီးလေကအေးလာရင်မိုးဦးကျတယ်လို့ခေါ်တာပေါ့။မိုးဆိုတာဘာလဲရင်ဆီယာမ ကောင်းကင်ကရေတွေကျလာတာပေါ့ကောင်းကင်ညီညီသည်ကောင်းကင်ဆိုသောစကားလုံးအတွက်တန်တရာရှိရှာပေးမည်သို့သောသူသည် ကောင်းကင်၏အပြာကိုသော၎င်းစကားဝပွင့်၏အဝါကိုသော၎င်းဘလို့မှနားလဲလိမ့်မည်မဟုတ်ပေညီညီကိုစကားဝပင်စည်းအောက်တွင်ရွှေထိုင်ထားခြင်းတွင်မူညီညီသည်ပင်လုံးကိုလက်နှင့်ဆန်းကြည့်၏ဆရာမသည်ညီညီကိုထားခဲ့၍ခြံစည်းရိုးမှတော်နှင်းစည်းဝင်းတဝင်းကိုတွား၍ခူးသည် သူသည်အတွေ့အကြုံတစ်ခုကိုတွေ့ရပြန်သည် သူလည်းများသည်နှင်းစီပွင့်နှင့်သကဝါပွင့်ကိုရှင်၍ထက်ခါတက်ခါဂင်ကြည့်၏ပန်ပွင့်လေးများသည် သူလက်ထဲတွင် ကြည်မွလာသည်တစ်ဖက်ချင်းပွင့်ပတ်ရှိသောသကဝါပွင့်နှင့် ပွင့်ပတ်အထက်များသောနှင်းစီ၏တံတန်းကိုညီညီကစံတက်၍တီးလေးပြီနှင်းစီရနံ့နှင့်သကဝါရနံ့ကိုလည်းသူခွဲတတ်သည်ခဏအကြာတွင်မိုးပွဲပွဲရွာလာ၏ ဆီယာမသည်ညီညီကိုမိုးရွာထဲရှောက်ဆေးခြင်း၏ညီညီပြန်စို့ညီညီသည်ပန်းပွေများကိုလက်ထဲမှဆုပ်ထား၏တစ်ပင်အောင်မှအထွက်တွင် သူ့ကိုယ်ပေါ်သို့မိုးပေါက်များကျလာသည်ဟာဘာတွေလဲဆီယာမချိုးတဲ့ရေတွေလားဟုတ်တယ်အဲ့ဒါမိုးရေပေါ့ဆီယာမခုနကပြောတဲ့မိုးရွာတယ်ဆိုတာလေကောင်းငင်ကကျလာတာပေါ့ညီညီအဖိုးယနေ့တွေ့သမျှမှာအထူးအဆန်းဖြစ်နေသည် သူအိမ်ထဲရောက်ချင်းတွင်မူကလေးများသည်အိမ်ထဲတွင်အော်ဟစ်ကစားနေကြသည် ပုတ်တင်ညိုအပြိုလိုခြင်းကောင်းညိညီညီသည်သူအခန်းထဲရောက်သည့်အထိတခြားကလေးများဩသည်လိုပုတ်တင်ညိုအပြိုလိုခြင်းကောင်းညိဟူ၍ဩလာသည်အဝတ်စားများကိုလည်းဆရာမလဲပေးခြင်းတွင်ညီညီသည် တွေးနေပြန်သည် ပုတ်တင်ညိုဆိုတာဘာလဲဟင်ဒီမေကွန်၏အဖြစ်မှာနည်းနည်းမျှမလွယ်ပေပုံတံတန်းနှင့်နှိုင်းပြရအောင်လဲ ညီညီသည်ဘာကောင်ကိုမှမမြင်ဘူးပဲ။ဘာလဲရင်ဆရာမအကောင်လေးတကောင်ရဲ့အမိပဲ။သူ့ကောင်ကစိမ့်ပြီး သူ့ကိုကတည့်ရွက်ချောက်အယောင်လိုပဲ။ဘာစိမ့်စိမ့်နေဆိုတာဘာလဲရင်ဆရာမသည်အမားကို ပြောမိပြန်သည်။ညီညီအတွက်အဖြေမအယောင်နဲ့ပြော၍မရ။လက်နေထီထွေမှညီညီကတီးပေးမိ။နေုံကွယ်ညီညီအတွက်ဆရာမတဖြည်းဖြည်းပြောပြမယ်နော်။ပုတ်တင်ညိုဟာ ညီညီတို့အိမ်ကကြောင်လေးလိုလား။အော်ဒုက္ခပဲပဲ။ညီညီဤစိတ်ကူပကြီးတွင် ပုတ်တိန်ညိုပုံကိုဘလူများဆွဲထားပါလေ။မဟုတ်ဘူး။ဒါပေမဲ့ပုတ်တိန်ညိုဟာကြောင်လိုတရိစ္ဆာန်မျိုးထဲမှာပါတယ်။နေလေတွင်မူမိုးသေး၍ညီညီတို့အပြင်သို့မထွက်ရပေ။စံကြောင်လေးရှိရသူသွားခြင်းကြောင့်ကိုသာပူဇာနေသည်။နေသာသောတညနေတွင်ပူရန်ကိုဆီယာမာကဂတိပေးမှညီညီသည်ညီညီလေးလဲနေ၏။ ညီညီကိုပုံလေးများဆန်၍ပြောတော်နေတွင်ဆီယာမမစိတ်မောလာ၏ရှိရှိတုန်းကအဖူကြီးနဲ့အဖွာကြီးရှိတယ်အဖူကြီးဆိုတာဘာလဲညီညီတို့ဖေဖေအသက်သိကြီးသွားတော့အဖူဖြစ်တာပေါ့အဖူကြီးဆိုရင်လက်တွေကညီညီတို့လိုတင်းမနေဘူးယော့နေတယ်ခါကြီးကဆက်မနေဘူးကုန်းနေတယ်ညီညီလိုလည်းလမ်းမလျှောက်နိုင်ဘူးပါးတွေလည်းဖောင်းမနေဘူးပိန်းနေတယ်ဆီယာမပြောသမျှညီညီသည်သူ့ကိုယ်ကိုစန်းစန်းကြည့်၏ အဖိုးကြီးဆိုသည်ကိုသူဘလို့သဘောပေါက်ရှာမည်ကိုမသိပေ။သူတို့မှာတိတ်လာတဲ့သမီးလေးတယောက်ရှိတယ်။လှတယ်ဆိုတာဘာလဲ။အိုးမေးလို့မေးလို့ညီညီအဲ့ဒီသမီးလေးအသားတွေဟာ စကဝါပိုင်းရဲ့ပွင့်ဖက်လို့နူးညံ့နေတာပဲ။အိုးယခုအခါတွင်မူညီညီသည်နှိုင်းရှင်ချင်းများနဲ့သူ့ပုံထဲမှမိန်းကလေးပုံကို ဖော်နေလေပြီ။သူ့ကိုဟာရောစကဝါပွင့်လို့မှု့လား။မှု့တာပေါ့။ ပုံပြောစာကမူအတော်ပင်ခက်ခဲ၏။သို့သောနောက်များတွင်ညီညီဖေးဖေးသည်အယုံများတစ်ခုပြီးတစ်ခုဝဲပေ၏။ညီညီသည်သူ့အခန်းထဲတွင်စီထားကလက်နစ်ဆန်း၍ဆီယာမကိုပြောပြ၏။ပန်းပွေမျိုးစုံကိုလည်းကင်၍နန်းကအမျိုးမီခွဲပြသောနေတွင်မူဆီယာမသည်ဝမ်းသာလာ၏။ပုံထဲတွင်စင်ကြီးတကောင်ပါလင်ညီညီသည်စင်ရုပ်ကိုဆန်၍နားထောင်၏မင်းသမီးအကြောင်းပါလင်မင်းသမီးရုပ်ကလေးကိုဆန်ကြည့်ရင်းနားထောင်၏ ဝိထုလေးကိုဖတ်ပြလင်းလေညီညီကနှစ်သက်၏သို့သောဝိထုများတွင်လောကအလားနှင့်လူအလားများကိုဖော်ပြခြင်းတွင်မူအယောင်စင်တို့အတွက်ညီညီသည်စိတ်မကူးနိုင်မဲစိတ်ဆင်းရဲရပြန်၏ထို့ကြောင့်ဆီယာမသည်ဝိထုများကိုပြင်၍ညီညီကိုပြောပြရ၏နူညံ့ခြင်းကြံခြင်းမွေးခြင်းနမ်းခြင်းအတန်တာခြင်းမတာခြင်းနှုတ်နှစ်သာဝိထုလေးများပုံလေးများကိုတစားဆင်ရ၏ နှွေဦးပေါ့ချိန်တုံကမူစံချောင်းပေးတွင်ညီညီသည်နှစ်သိမ့်နေ၏ရေစည်းတန်ကိုလည်းသူတည်ပြီးစမ်းရေကိုလည်းလက်နှင့်ထိကြည့်၏ရေဆက်တို့ဆင်းရသော အခါတွင်လည်းသူပျော်လာသည်အော်အော်ဤတခြင်းဆိုတဲ့တွင်ညီညီသည် ကြည်နူးတက်လာသည်စံချောင်းတစ်ဖက်ကိုကူ၍တိုးဆက်တို့သွားစဉ်တွင်လည်းညီညီသည်တည်ရွဲ့၆ကလေးများကိုဂင်ကြည့်၏တည်ရွဲ့များကိုစံကြည့်၏အမှန်တော့ယခင်ကလို သူအုံနောက်သည် ၆တွေ့၍ဟင်းလင်းမနေတော့ပေ။ပန်းပွေများ၊ရနံများ၊စမ်းကြောင်း၊တောအုပ်၊ငှက်ကလေးများအတန်ဖြင့်ဆူပြီးရှင်လန်းရိတ်လာသည်။နောက်တနေ့ဆောင်းအိုးပေါက်တွင်မူကရမက်ရနံများကိုပင်သူမှတ်မိနေလိမ့်ပြီ။ဆီယမရေလေတွေလည်းအေးတယ်။စကားပန်းကလည်းမှုေးလာပြန်ပြီ။မိုးကြပြီထင်တယ်နော်။နောင်နေမူဦးကြချင်းတွင်ညီညီသည်ယခုလိုပြောလာ၏ညီညီစိတ်လေးများသည်ခံစားတတ်လာပြီကော ဆီယာမသည်ဂျေနက်ပျော်ရွှင်မိ၏ညီညီနှင့်ဆီယာမအတူနေ၍လင်းနေမြောက်နေတွင်မူတအိမ်လုံးအံ့ဩကြရပြန်၏ဖီဖီကျွန်တော်ညတော်ကဝတ္ထုရေးထားတယ်ဟေးညီအကိုမောင်နှမများကညီညီကို အယူလေးဟုထင်ကြ၏ဖီဖီကအံ့ဩ၍မိမိမျက်လုံးများကမူတောက်ပါလာသည်သားဝတ္ထုရေးတတ်တယ်ဟုတ်တယ်အခုတူတူလေးရေးတယ် ။နောက်ဆိုရင်ဆီယာမဖတ်ပြတဲ့ဝိထုတွေလိုအရှိကြီးရေးမယ်။ဖေဖေသည်ယင်ထဲမှဖေယာတာမီသည်။ညီညီပြောတာဟုတ်သလားဆီယာမ။ဟုတ်ပါတယ်။ညတော်ကသူပါဇက်ကပြောပြတာကိုကျမကလိုက်ရေးပါတယ်။ဒါပေမဲ့စာစီစာကုန်းပုံကရေးစားဆိုတော့နည်းနည်းလိုသေးတယ်။စကားပြောသလိုပဲဖြစ်နေပါတယ်။ဖေဖေတို့ကတားဖို့မယုံဘူးလား။ဆီယာမရဲ့အခန်းထဲမှာတွားယူပြီးဖတ်ပြလိုက်ပါ။ကျွန်တော်ယင်ထဲမှာအားလုံးရှိပါတယ်ဖေဖေ။ပြီးတော့ကျွန်တော်ဝိထုဟာ ဆီယာမဖက်ပြတဲ့ဝိတုလေးတွေထက်တောင်ဆန်းသေးတယ်။မှန်၏။ညီညီဤဝိတုတွေတွင်အယောင်နေမြင်နိုင်သော အလှများမပါပေ။ကျွန်တော်အခုအသက်16နှစ်ရှိလာပြီ။ဖေဖေမြင်သလိုမမြင်ပေမဲ့ကျွန်တော်ရင်ထဲမှာဆန်းချောင်းလေးရှိတယ်။ပန်းပွင့်တွေလည်းရှိတယ်။ပုံတွေလည်းရှိပါတယ်ဖေဖေ။ညီညီသည်ရခင်ကလိုမယုံမရဲအားလျော့နေသောကလေးငယ်တယောက်မဟုတ်တော့ဘူးကို အမေကသိ၏။ဆီယာမသည်ညီညီဝိတုတို့ကလေးကိုယူလာ၍ ဇပွဲတစ်ခုလုံးကြအောင်အတန်ကျဲကျဲဖတ်ပြ၏အမြင်အာယုံမပါသောညီညီဤဝိထုကစလေပြီကျွန်တော်မှာခยีလန်းစင်ရဲ့လိုမရှိပါဘူးဘယ်မှာပါရှိတယ်ဆိုတာမသိတော့ဘယ်ကူမှလည်းမသွားချင်ဘူးကျွန်တော်အနီးမှာရေစည်းတံတွေကြားနေရတော့စံချောင်းနားမှာကျွန်တော်ရောက်နေတယ်ဆိုတာသိကြပါတယ်တစ်ပင်ကြီးတစ်ခုရဲ့ပင်စီကိုမှီနေတော့ကျွန်တော်ကိုယ်ပေါ်တည့်ရွက်တွေကကြွေကြနေတယ်လေကလည်းခက်ဖြည်းဖြည်းတိုက်နေတော့ ကျွန်တော်အသားတွေဟာအေးနေတယ်။ကျွန်တော်ခြေတံတစ်ခုကိုကြားရတယ်။လေထဲမှာလည်းနှင်းစီပန်းရင်းနှဲဟာစုကျဲလိုက်တယ်လို့တပြိုင်တည်းမှွေလာတော့ရင်းထဲမှာအေးသွားတာပဲ။အမွေနှဲဟာကျွန်တော်စိတ်တွေကိုရွှင်လာအောင်လုပ်ပေးတယ်။ခြေတံရှင်ဟာဒီနှင်းစီနှန်းကို ယူလာတယ်ထင်ပါရဲ့။ကျွန်တော်အနားကိုလာနေတာဘယ်သူလဲဗျာ။ကျွန်တော်မေးလိုက်ရင်ပဲအတန်တစ်ခုဟာကျွန်တော်အနားကပေါ်လာတယ်။သူ့အတန်ဟာအိုးအိုးငှက်တန်တဲ့တာရပါရဲ့ဗျာ။ အေးပြီးတော့သူ့အတန်ဟာနှွေလွန်းလို့ကျွန်တော်ရင်ထဲမှာမောလိုက်သွားတာပဲ။ကျမမနှင်းစီပါ။မနှင်းစီ။음။နှင်းစီရင်နဲ့နေကလည်းတိတ်မွေးတာပဲ။ဟုတ်တယ်။ကျမရဲ့တပတ်ကနှင်းစီဝင်ရဲ့ပွင့်ပတ်တီကိုဆက်ပြီးချုပ်ထားတာပေါ့။ရှင်တယောက်တည်းဘာလုပ်နေတာလဲ။မိုးချုပ်လာပြီ။မိုးချုပ်တာကိုတော့မပြောပါနဲ့ကွယ်။ကုလောကမှာမိုးချုပ်တာနဲ့မိုးလင်းနေဆိုတာမရှိပါဘူး။ သူ့အတန်းဟာတိတ်သွားပြီးအသက်ရှူတန်းပြင်းပြင်းကို ကျွန်တော်ကြားရပြန်တယ်။ရှင်ရမျက်စိမမြင်မဲကိုဒီမှာပဲနေရစ်မှာလား။ကျွန်တော်ကဘယ်ကိုသွားရမှာလဲ။လိုက်ချင်နေဆိုရင်တော့ဆန်းချောင်းကိုဖြတ်ပြီးဟိုးတော်အုပ်ဘက်ကို ကျွန်မသွားမလို့အတူလိုက်နေပါတယ်။အတူကျွန်တော်ရင်ထဲမှာတိတ်လှူရှားသွားတယ်။ကျွန်တော်ဟာသူ့အတန်းကိုနှစ်သက်တယ်။သူ့ကိုယ်ကအမွေရက်နဲ့မှလည်းကြည်နူးမိတယ်။ကျွန်တော်နောက်ဆုံးသတိပြုမိတာကတော့ သူ့နောက်ကိုတိတ်လိုက်ချင်တာပဲကျွန်တော်ကိုတွဲခေါ်ရင်တော့ခမားနောက်ကိုလိုက်ပြရစီလာပါလေကျမတွဲခေါ်ပါမယ်ကျွန်တော်လက်ကိုလာထီတဲ့အတွေ့အကြုံဖြင့်နူးညံ့လွန်းလို့ကျွန်တော်ရင်ထဲမှာလှိုင်းခတ်သွားတာပဲပန်းပွင့်ပတ်ထက်နူးညံ့ပါတယ်ကျွန်တော်သူ့ခေါ်ရာကိုလိုက်ရင်ခြေတော်နဲ့ရင်ထဲတွေ့တဲ့အခါစံချောင်းလေးကိုဖြတ်နေပြီဆိုတာသိပါတယ်ချောင်းဟိုဘက်ကိုရောက်ပြီးရှောက်လာလိုက်တာရေစည်းတံတွေကိုမကြားရတော့ဘူးအဝေးကနေ တေရွက်ကိုလေဒိုးတန်လေးတွေကြားရတော့တောဟာတဖြည်းဖြည်းနီးလာပြီလို့သိပါတယ်။မင်းတို့အိမ်ရောက်လာပြီလားကွယ်။ကျမမအိမ်မရှိဘူး။ဒီတောဆက်မှာနေတယ်။မင်းမအိမ်ရှိတယ်ဆိုရင်တောင်းအိမ်ဆိုတာဘာမှန်းလဲမသိဘူးလို့ကျွန်တော်ပြောမိတယ်။ရှင်မောရင်ဒီမှာနာအောင်ပေါ့တောဆက်လေးရောက်ပြီ။ကျွန်တော်မြေကြီးပေါ်မှာခဏထိုင်နေတော့လက်သေးကိုငပြိုသည်တလုံးရောက်လာတယ်။သူ့ပေးတာပဲထင်ပါရဲ့။ငပြိုသည်ရဲ့အရသာဟာ အမေပေးတာတည်းကောင်းပါကလားလို့စိတ်ထဲမှာထင်မိတယ်။သူ့ချီတန်းကတော့ကျွန်တော်အနာမှာကြားနေရတော့မယ်။ကျမတပတ်ကိုခင်းပေးမယ်။ဒီအပေါ်မှာရှင်အိတ်နော်။သူဟာကျွန်တော်ကိုတွဲခေါ်ပြီးအိတ်ခိုင်းတယ်။ကျွန်တော်လှည့်လိုက်တော့သူ့တပတ်ကလေးဟာပန်းမွေရာလေးဖြစ်သွားတယ်။လေကလည်းအေး၊ပန်းရည်နံကလည်းမှု၊အိယာကလည်းနူးညံ့နဲ့စိတ်ဟာတိတ်ပြီးตายရတာပဲ။ဖေယားဖေယားသူ့ချီတန်းကိုကျွန်တော်နာမှာမကြားရတော့ဘူး။သူဘယောက်သွားပါလဲ။ ပန်ဘက်ကလေးတွေနဲ့လှုပ်ထားတဲ့မှုရကလည်းဘလို့ဖြစ်လာပါလဲစူလေးတွေဟာကျွန်တော်အသားကိုစူးလာတယ်နင်းစီရဲ့တက်တီကိုပြကြပါဘကောလားမွေးတယ်နူးညံ့တယ်စူလေးရှိတယ်အမလီကျွန်တော်ဘယ်နေရာမှကိုရွှေ့လို့မရဘူးဟာစူးတွေစူးလာတယ်မနင်းစီမနင်းစီကျွန်တော်အတန်ကုန်ဟစ်ပေမယ်သူ့အတန်ကိုမကြားရတော့ဘူးတိုးဘက်ကပြန်လာတဲ့ကျွန်တော်အတန်ကြီးသာကျွန်တော်ပြန်ကြားရတယ် လေတွေကလည်းတိုက်လိုက်တာကျွန်တော်ကိုလွင့်တော်မတက်ပဲအေးလာလိုက်တာလည်းမပြောပါနဲ့တော့ကျွန်တော်ကိုဘယ်သူလာခေါ်ပါမလဲကျွန်တော်ဘယ်ကူမှလည်းမသွားတတ်ဘူးအခုမှအိမ်ကိုကျွန်တော်လွမ်းနေအမေကိုတတိရတယ်ရင်ထဲမှာလည်းမောလာတယ်ကျွန်တော်ကိုလာခေါ်တဲ့တစ်ပင်ရင်မှာပဲထားခဲ့ပါတော့ကျွန်တော်ဟစ်ဟော်ပြီးမဲ့ကျွန်တော်ဘဝင်းချင်းမှာတစ်ပင်တွေလေတိုးတန်ကလွဲသည့်အပြင်ဘာတမ်းမှမကြားရတော့ဘူး ညီညီဝိထုကဆုံးသွားပြီ။အမိမျက်လုံးများသည်တောက်ပမြဲတောက်ပနေပြီ။ဖီဖီကတော့တွေးနေသည်။ညီညီမျက်နာကလည်းငြိမ်၍စိတ်ကူးနေပုံရသည်။ဆီယာမတယောက်သာစိတ်ထဲမှလှုပ်ရှားသလိုမျက်နာကလည်းအင်ထွေမရပေ။ကဲမမေညီညီဝိထုဟာမမေတို့ဖတ်တဲ့ဝိထုတွေနဲ့တူပါတယ်နော်။တားရဲ့ဝိထုကပိုပြီးစမ်းပါတယ်ကွယ်။မေမေသည်ခက်သွက်သွက်ဖြစ်ပေမဲ့ဖေဖေကတော့ငြိမ်နေသည်ဆီယာမ ျွန်တော်အခန်းထဲသွားခြင်းနဲ့ဆရာမသည်ညီညီကို စာရွက်များနဲ့အတူအခန်းထဲသို့ခေါ်သွား၏ဆရာမပြန်လာခြင်းတွင်လေဖေဖေနှင့်မေမေသည်ဇပွဲမှာညင်ညင်တက်တက်ထိုင်နေတော့မင်းဖြစ်၏သူတို့ရင်ထဲတွင်ဘာဖြစ်နေသည်ဟုလဲသူတို့မပြောတတ်ပေဆရာမသည်ကလထိုင်တလုံးတွင် ဖြည်းဖြည်းဝင်ထိုင်၏အတန်တူတူနီသူစကားစပြောလိုက်၏ကျမညီညီကိုစာတင်တာဒီလောက်နဲ့ပဲတော်လောက်ပြီထင်ပါတယ်ဟင် သူတို့နှစ်ယောက်လုံးသည်ဆီယာမကိုပြိုင်တူကြည့်ကြ၏အမှန်တော့ကျမတင်တာဟာစာလဲမဟုတ်ပါဘူးစာမဟုတ်ပေမဲ့ကျွန်တော်ကြည့်နေပါတယ်ဆီယာမဘာဖြစ်လို့စက်မတင်ချင်တာလဲဓာတ်ထက်တူပြီးကျမမတင်တတ်လို့ပါညီညီဟာအရွယ်ရောက်လာပြီသူ့စိတ်ကူးတွေကလည်းသူ့ဘဝကိုတာယာအောင် လုပ်တတ်ပါပြီသူစာရေးချင်တဲ့အခါတိုင်းတယောက်ယောက်အနားမှာရှိရင်ညီညီဟာစိတ်ချနေမှာပါပဲနောက်တစ်ပတ်တွင်မူဆီယာမသည် ညီညီဤအင်ဂျီမှထွက်၍မြို့သို့ပြန်ခဲ့လေသည်6လလောက်တွင်ညီညီဖေဖေထမ်းမှ စာတဆောင်ရောက်လာ၏စာထဲတွင်ဆီယာမကိုတတိယကြောင်းနှင့်ညီညီအကြောင်းများအများကြီးပါ၏ညီညီသည်မျက်စိမမြင်သည်မှလွယ်၍ตาများတွဲတွင် အလှဆုံးလူပြိုလေးတစ်ယောက်ဖြစ်ကြောင်းကိုဖော်ပြထား၏ညီညီရေးခိုင်း၍သူကိုယ်တိုင်ရေးပြရသောဆီယာမထံသို့ညီညီပေးစာတဆောင်လေးပူရွေးပါလာ၏ ဆီယာမသည်ညီညီစာလေးကိုဖတ်လိုက်၏ဆီယာမညီညီမျက်စိမမြင်ရတာကိုကြည့်စုတင်နေအစတုန်းကဆီယာမတင်ကြားပြတာတွေကိုညီညီကြည့်စုတင်မိတယ်ဝမ်းသာမိတယ်အခုတော့ညီညီဟာဆီယာမကိုစိတ်ဆိုးတယ်ဝိတုရဲကမနှင်းစီကိုစိတ်ဆိုးတယ်လို့စိတ်ဆိုးမိတယ်အမှန်တော့နားလဲမကြားတွေးတဲ့အာယုံကိုလည်းမသိအနံ့လဲမခံတတ်ရင်ညီညီဘလောက်ပျော်လိုက်မလဲအခုတော့ညီညီဟာ အတွေ့အနံ့နဲ့အတန်တရာမှုကိုအလွန်ခံစားချင်တာပဲဖရာတကူကြောင့်မျက်စိမမြင်တာကိုပဲကျေးဇူးတင်ရအောင်မယ်မျက်စိသာမြင်မြင်ရတဲ့အာယုံနဲ့ပတ်သက်ပြီးကျွန်တော်ဘလောက်စိတ်ဆင်ရရမလဲမမြင်ရခြင်းဟာဒုက္ခတကူငိမ့်တာပဲဆီယာမကြီးအရင်တုန်းကလိုဘာမှမသိတဲ့အဖြစ်မျိုးမှာညီကြီးကိုပြန်ထားခဲ့ပါဦးဆီယာမကိုစိတ်နှပြချမ်းသာပါစေညီကြီးဆီယာမသည်စာရွက်ကိုစိုးရိမ်ချီပြလိုက်၏ ဆရာမစည်စနာတက်ပါတယ်။ညီညီနှင်းစီလိုစူးမပါဘူး။စကဝါပန်းလိုနူးညံ့ပြီးမှုေးပါတယ်။ဆရာမသည်အထက်ပါစားချောင်းလေးသာညီညီထံသို့ပြန်၍ရေးလိုက်ပါသည်။ဆရာမခင်းနှင်းယူရေးသားထားတဲ့နှင်းစီမွေရာဆိုတဲ့ဝတ္ထုတူလေးကတော့ဒီတင်မဲ့ပြီးဆုံးသွားခဲ့ပါပြီ။နားဆင်ပေးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါသည်ရှင်။